ان الحمد للہ حامد و مسلی و مسلما نو میاں قربانی نے پت پیرو ما قربانی یہ مسئلہ اچھو گو قربانی یہ متائیں گے جھی چنونی نے نی نیزیں تم پیا پی دوام مپ سے یعنی گارو اٹھما نی قربانی قربانی آجب تاؤں چھ پارے اری قربانی واجب تاؤں ٹھائی توارے پو کو واجب تاؤ ٹھائے توارے

အီမန်ရှင်မွတ်စလင်တယောက်ရဲ့ထံမှာလိုအပ်ချက်ထက်ပိုရှံနေတဲ့ပစ္စည်းတွေလိုအပ်ချက်ထက်ပိုရှံနေတဲ့အိမ်တွေလိုအပ်ချက်ထက်ပိုရှံနေတဲ့ကားတွေလိုအပ်ချက်ထက်ပိုရှံပိုရှံနေတဲ့အသုံးဆောင်တွေအဲ့ဒါတွေအားလုံးကကာလပေါက်စေနဲ့နေစာပြည့်အတိုင်းတား နိစာဘရဲ့အတိုင်းအတာဆိုတော့ကျွန်တော်တို့ဇကာတ်မှာနိစာဘကပမာဏတွေ့တဲ့အတိုင်းပဲအခုခေတ်ကာလပေါ့စင်းနဲ့မြန်မာငွေ28သိန်းညီပါလောက်သူစီမှာပိုင်ဆိုင်မှုရှိနေတယ်ဆိုရင်၎င်းပုဂ္ဂိုလ်ရဲ့စီမှာကော်ဘာနီဝါဂျစ်တောင်းမှုထိုက်အဲ့ဒီနေရာမှာတခုပြောစရာရှိတာကတော့လူတယောက်စီမှာ နေစရာအိမ်တော့ရှိတယ်ဒါပေမဲ့ပူဆန်နေတဲ့ငွေကြေးပိတ်ဆံမရှိဘူးသူရဲ့ကားတစ်စီးတော့ရှိတယ်အဲ့ဒီကားနဲ့သူဟာလောက်ကန်စားတောက်နေတယ်အဲ့ဒီကားကရတဲ့ဝင်ငွေလေးနဲ့သူဟာမိသားစုရဲ့စာဝတ်နေရေးဖြည့်ရှင်းတယ်ဆိုရင်တော့အဲ့ဒီကားကိုကောရဘာနီတောင်းဝန်ပြချက်တဲ့ခါမှာထဲ့သွက်เสียမလို့လူတယောက်စီမှာ အိမ်တလုံးကတော့နေဖို့အိမ်ရှိတဲ့တခြားအိမ်တလုံးကတော့သူစီမပိုင်ဆိုင်နာတယ်ပိုင်ဆိုင်နာတယ်သူစီမအဲ့ဒီအိမ်ရဲ့ပိုင်ဆိုင်မှုကလည်းလိုတခြားပိုင်ဆိုင်မှုတွေမရှိဘူးအဲ့ဒီအိမ်လေးကိုအိမ်ငါကအိမ်ငါထားပြီးတော့မှအဲ့ဒီအိမ်လာကလေးနဲ့မိသားစုစာဝတ်နေရေးဖြည့်ရှင်းနေတယ်ဆိုရင်လည်းပဲအဲ့ဒီအိမ်အပေါ်ကိုလည်းပဲကူဘာနီရဲ့တာဝန်တွက်ချက်တဲ့စီမှာထည့်သွက်เสียမလို့ဒါကတော့ အလားကော်ရဘာနီရဲ့တာဝန်ထိုက်တဲ့ပုဂ္ဂိုလ်တွေဖြစ်အဲ့တော့လူတစ်ယောက်ကကော်ရဘာနီတာဝန်တော့မရှိဘူးဒါပေမဲ့အဲ့ဒီဇီလ်ဟဂျ်လာစနေယနေ့နေမဝင်ခဲ့အချိန်မှာသူ့စီကိုတနေရာရာကနေပြီးတော့မှငွေကြေးရောက်ရှိလာတယ်အဲ့ဒီငွေကြေးကသူပိုင်ဆိုင်တဲ့ငွေကြေးဖြစ်မဲ့ကာလပေါက်စေ28သိန်းကျော်နေတယ်ဆိုရင်အဲ့ဒီအချိန်လေးပဲသူဟာ ူးစီမှာနေစာပြည့်မီဝါတဲ့အတွက်ကြောင့်ကော်ရဘာနီလုပ်ဖို့အတွက်တောင်းဝရှိတဲ့ဝါဂျစ်တောင်းဖြစ်ဒါကတော့တခုခရီးတဲ့နဲ့ပတ်သက်ပြီးတော့ခရီးတဲ့ကကော်ရဘာနီတောင်းဝရှိလားခရီးတဲ့ကချမ်းသာကြွယ်ဝတဲ့လူဖြစ်တယ်ဆိုရင်ကော်ရဘာနီတောင်းဝရှိလားဆိုတော့ခရီးတဲ့မှာတော့ကော်ရဘာနီတောင်းဝမရှိဘူးအကယ်၍ခရီးတဲ့ဟာသူဟာဟလာအခုဥပမာနေနဲ့ဒါကျွန်တော်တို့ဒီခေတ်မှာဟလား

ကန္နာတစ်ခုစီဖြစ်တဲ့တော့သူကအဲ့ဒီကိုသွားတဲ့အခါမှာသူကဟတ်စ်မှာသူကဒီနစ်စင်လုံးနေကြဝါဂျစ်ကူဘာနီတောင်းဝန်ကိုထမ်းဆောင်ရမလားဆိုတော့မူဆာဖီရ်ကေပေါ်မှာကတော့ကူဘာနီတောင်းဝန်မရှိဘူးဒါပေမဲ့အဲ့ဒီမူဆာဖီရ်ကဥပမာရင်းနဲ့ဟာဂျီပေါ့ဒီကနေ့ရောက်သွားပြီးတဲ့နောက်ပိုင်းမှာသူကတနေရာထဲမှာပဲသူက15ရက်တဲမယ်ဆိုရင်တော့15ရက်တဲမယ်တဘောကဟလာမီနာမသွားခင်စัจကြမှာ မင်းအကိုမသွားခင်စัจจမှာ तू ဟာ15ရဲ့အဲ့ဒီ तू သွားပြီးတော့ရောက်တဲ့စီမှာရှိခဲ့တဲ့ဟိုတယ်မှာပဲ तू တဲတယ်ဆိုရင်ဒါ तू ကခရီးတယ်ဆိုပေမဲ့15ရဲ့တဲမယ်လို့နေရလုံးလိုက်တဲ့အတွက်ကြောင့် तू ကမုကင်ဖြစ်သွားပြီအဲ့တော့မုကင်ဖြစ်သွားပြီဆိုလို့ရှိရင် तू ကအဲ့ဒီမှာ तू ကဒီဟတ်ကဲအတုံးစရိတ်အပြင်ကို နောက်တော့သူဒီမှာငွေပုံငေရှန်ရှိနေမယ်ဆိုလို့ရှိရင်အဲ့ဒီမူဆာဖီရ်ကဲပုံမှာလည်းပဲဟတ်အဲ့ဒီကော်ဘာနီရဲ့တာကို ချရမှာဖြစ်တဲ့အ ਨੇ စုံသူဟိုမှာစိတ်တကောင်ဝယ်ပြီးတော့သူ့ရဲ့ကော်ဘာနီကိုလှုပ်လိုက်ရမှာဖြစ်အကယ်၍သူကအဲ့ဒီမှာသွားတဲ့အခါမှာ15ရက်ကျော်တော့15ရက်ပြည့်အောင်တော့တနေရာမှာမနေဘူးအဲ့လိုနေရက်မလောက်ထားဘူးအဲ့လိုလည်းလည်းမနေဖြစ်ဘူးဆိုရင်တော့သူဒီမှာငွေကြေးချမ်းသာတဲ့ဆွာဟေဘင်နိစာဖြစ်တော်ညာလည်းပဲနိစာကပမာဏကိုပိုင်ဆိုင်တော်လူဖြစ်တော်ညာလည်းပဲမူဆာဖီဖြစ်နေတဲ့အတွက်ကြောင့်ကော်ဘာနီသူဒီမှာတာဝန်မရှိဘူးအကယ်၍သူက 15ရက်ခန်းတော့သူကတနေရာမှာတဲဖို့တော့နေရက်မရှိထားဘူးဟလာတဲလည်းမတဲဖြစ်ဘူးဩဒါပေမဲ့သူစီမှာ hash ကအသုံးသရေအပြင်ကိုပိုရှန်နေတဲ့ငွေကြေးရှိမယ်ဆိုရင်တဲ့ fika saudi ထဲမှာရေးသားတာကတော့သူဟာကော်ရမန်ဒီလှုပ်လိုက်ခြင်းကပိုကောင်းတယ်ကော်ရမန်ဒီလှုပ်တယ်ဆိုတာစိတ်တကောင်တောင်းဝန်ကြေးအနေနဲ့စိတ်တကောင်လောက်သူဟာကော်ရမန်ဒီလှုပ်လိုက်တယ်ဆိုရင်သူ့အတွက်ပိုကောင်းတယ်ဖြစ်ပါတယ်ကော်ရမန်ဒီတားကောင်းတဲ့ပတ်သက်ပြီးတော့ တင်ပြရမယ်ဆိုရင်နွားတွေကြွဲတွေစာရှိတွေတို့မှာကကြတော့ခုနှစ်ပုံခုနှစ်ဦးဆက်တူပါဝင်နိုင်စိတ်တွေတိုးတွေကြတော့တကောင်ကိုတပုံပဲပါဝင်လို့ရကဲရွေးနွားတကောင်ကိုလူခုနှစ်ယောက်ဆက်တူအဖြစ်နဲ့ဝင်ပြီးတော့ကိုရ်ဘန်ဒီလုံးမယ်ဆိုရင် ုနှစ်ဦးလုံးရဲ့တာဝန်ကျေပြမှာဖြစ်တယ်။အကယ်၍အဲ့ဒီနွားတကောင်ကိုပဲနှစ်ယောက်ကတယောက်တဝက်လုံးမယ်ဆိုရင်လည်းပဲဒါလည်းပဲဟလာလုံးလို့ပိုင်နေလေးယောက်ပေါင်းပြီးလုံးမယ်ဆိုရင်လည်းပဲလုံးလို့ရအဲ့ဒီမှာစီကန်းချက်တစ်ခုရှိတာကမိသူတူတယောက်ရဲ့ဝေစုကမှတပုံးစာထက်မနေရအောင်အဲ့ဒါဆိုရင်တော့အလုံးရဲ့ကော်ဘာနီပိုင် အဲ့ဒီလိုကော်ရဘာနီမှာအဆုဆက်ပါဝင်ကြတဲ့အခါမှာတအူးကတော့ဟလာကော်ရဘာနီအတွက်သူကနီယက်လုပ်တဲ့နောက်တအူးကတော့သူ့ရဲ့ခလေးအကီကာအတွက်သူဟာနီယက်လုပ်တဲ့ဆိုရင်လည်းပဲအဲ့ဒီလိုလုပ်ပိုင်ခွင့်ရှိအဲ့ဒီဝေစုပါဝင်ထားတဲ့လူခုနှစ်ဦးအထက်တဲ့ကတအူးကအသားစားဖို့ပဲအဲ့လိုနီယက်နဲ့သူကတပုံပါထားတဲ့ဆိုရင်တော့အားလုံးရဲ့ကော်ရဘာနီ အထမ်းမြောက်မှာမဟုတ်တော့ဘူးတာဝန်ကျေမှာမဟုတ်တော့ကူဘာနီတားကောင်တော်ကောင်ဝယ်ပြီးွားတယ်ကူဘာနီလုံးမယ်ဆိုပြီးတားကောင်ဝယ်လိုက်တယ်ဒီဝယ်လိုက်တဲ့ပုဂ္ဂိုလ်ဟာကူဘာနီတာဝန်ရှိနေတဲ့ပုဂ္ဂိုလ်ဖြစ်တယ်အဲ့ဒီမှာဘာဖြစ်လဲဆိုတော့သူကအဲ့ဒီတားကောင်ကိုဈေးကောင်ရတော့ရောင်းလိုက်ဈေးကောင်ရတော့ရောင်းလိုက်ပြီးတော့မှသူကတခြားတားကောင်တကောင်ဝယ်ပြီးတော့မှသူကကူဘာနီလုံးတယ်ဆိုရင်လည်းပဲ အလုတ်ပိုင်ခွင့်ရှိတယ်ဒါပေမဲ့အဲ့ဒီမှာအရေးကြီးတာတစ်ခုကဘာလဲဆိုတော့သူသားကောင်ကိုရောင်းလိုက်တဲ့ငွေကြေးတံပိုးနဲ့နောက်ထပ်ဝယ်လိုက်တဲ့ငွေကြေးသားကောင်ရဲ့ငွေကြေးတံပိုးဟာဒန်းလူညီမြဖြစ်ရင်လည်းဖြစ်လို့ရတယ်ဒါမှမဟုတ်ရင်လည်းပဲနောက်ဝယ်တဲ့သားကောင်ကဈေးပိုများတယ်ဆိုရင်လည်းပဲအဲဒါလည်းပဲရဥမာအနေနဲ့ပထမသားကောင်တကောင်သူကသိန်း30နဲ့သူ ရောင်းလိုက်တဲ့ နောက်ထပ်သူကုရ်ဘာနီလုပ်ဖို့အတွက်သွားကောင်ပြဝဲတဲ့ခါကျတော့35တိန်ဆိုရင်အဲဒါဆိုရင်တော့သူ့အတွက်ဘာမှပြဿနာမရှိဘူးကုရ်ဘာနီလုပ်ပိုင်နဲ့အကယ်၍သူကဒုတိယပြန်ဝယ်လိုက်တဲ့သားကောင်က25တိန်ပဲဖြစ်တယ်ဆိုရင်သူကဟိုမှာတိန်30တန်းနွားကိုရောင်းပြီးတော့25တိန်နဲ့သူကနွားတကောင်ဝယ်ပြီးကုရ်ဘာနီလုပ်တယ်ဆိုရင်ပထမနွားထက်ကို5တိန်ရော့သွားတယ်အဲ့တော့အဲ့ဒီ5တိန်ရော့သွားတဲ့အဲ့ဒီငွေပို5တိန်ကိုသူ့အနေနဲ့ အလားသုံးဆွဲလို့မပိုင်တော့ဘူးအဲ့ဒါကိုစဒကာလှုပ်လိုက်ဖို့အတွက်အရေးကြီးနောက်တားကုန်နဲ့ပတ်သက်ပြီးတော့နောက်ထပ်မဆလာတစ်ခုကချမ်းသာတဲ့လူကကူရဘာနီဝါဂျစ်တောင်းဝရှိတဲ့ပုံကောကတားကောင်ဝယ်လိုက်တယ်တားကောင်ဝယ်ပြီးတော့နောက်ပိုင်းမှာအဲ့ဒီတားကောင်ပြောက်သွားတယ်နောက်ပြောက်သွားတယ်စိတ်ပြောက်သွားတယ်စေအဲ့ဒီကကြရင်သူကကူရဘာနီတောင်းဝရှိတဲ့ပုဂ္ဂိုလ်ကနောက်ထပ်တားကောင်တကောင်ထောက်ဝယ်ဖို့အရေးကြီး။ကဲနောက်ထပ်တားကောင်တကောင်သူကထောက်ဝယ်ပြီးတော့မှ ပထမသားကောင်ပြန်ရသွားပြန်ရသွားရင်ဆိုရင်သူစီမှာကူရ်ဘာနီလုံးမဲ့နွားနှကောင်ဖြစ်သွားနွားနှကောင်ဖြစ်သွားတယ်ဆိုရင်သူကကူရ်ဘာနီတောင်းဝရှိတဲ့ပုဂ္ဂိုလ်အနေနဲ့အဲ့ဒီနှကောင်တွေကကြိုက်တဲ့သားကောင်ကိုသူကကူရ်ဘာနီလုံးခွင့်ရှိတယ်နှကောင်လုံးကိုလည်းလုံးခွင့်ရှိတယ်ဓမ္မတကယ်တော့သူစီမှာတကောင်မဲ့တောင်းဝရှိတယ်တကောင်တည်းလည်းသူကလုံးခွင့်ရှိအကယ်၍ရှင်ရဲ့သားတယောက်ကသူစီမှာကူရ်ဘာနီဝါဂျစ်တောင်းဝမထိုက်ဘူး စင်ရတဲ့တယောက်ကသူ့ရဲ့မိသားစုကလေးတွေစိတ်တင်အောင်စိတ်တကောင်ဝဲလိုက်တယ်ကော်ဘာနီလောက်မယ်ဆိုပြီးတော့နီယက်လောက်လိုက်တယ်စိတ်တကောင်ဝဲလိုက်အဲ့ဒီစိတ်ပြောက်သွားအဲ့ဒီစိတ်ပြောက်သွားတယ်ဆိုရင်စင်ရတဲ့ကကော်ဘာနီတောင်းဝမရှိတဲ့ပုဂ္ဂိုလ်ကနောက်ထပ်သူစိတ်တကောင်ထောက်ဝယ်ဖို့သူ့စီမှာတောင်းဝမရှိဘူးအကဲ၍သူကအဲတာသမီတွေဟလာသူ့ရဲ့ကလေးတွေစိတ်ကျင်အောင်သူကကလေးတွေကပူဇော်တော့နောက်တကောင်ထောက်ဝယ်လိုက်တယ်ဆိုရင်နောက်ထပ်စိတ်တကောင်သူထောက်ဝယ်လိုက်တယ်ဆိုရင် ایلو وہ بھی اور ماں پتھا ماں پیا وارے سی لے پیا یا اولارے سی ہیں دی قربانی تاوہ مشیر پوکو گا دی سی نکاؤں لوں گو قربانی لوں گو تو زبا یہ چی وار سی نکاؤں لوں گو تو ہا قربانی لوں لے آمیں ایری ماں جارا تو ہا اللہ دگاؤں نے گو بے تو قربانی لوں میں سی تاوہ چی ماں مو نکاؤں لوں گو تو قربانی لوں تو زبا تاوہ چی دوار نیتا گاؤں ہاں بے لو چھوئیں جدیشی نیرے سوئیں قربانی မပိုင်မှုဆိုတဲ့အကြောင်းဖြစ်ပါတယ်ကူရ်ဘာနီတာကောင်ရဲ့မျက်လုံးကူရ်ဘာနီတာကောင်ရဲ့မျက်လုံးနှစ်ဖက်ထဲကမျက်လုံးတစ်ဖက်ရဲ့အလင်းရောင်သုံးပုံတစ်ပုံခန့်အလင်းရောင်ပျောက်ကွယ်သွားပြီ၃ပုံတစ်ပုံနဲ့၃ပုံတစ်ပုံအထက်အလင်းရောင်ပျောက်ကွယ်သွားပြီဆိုရင်တော့ ချိုတာကောင်ရဲ့ကူရဘာနီမပိုင်တော့နမနေနေနဲ့ကတော့ကူရဘာနီတာကောင်ရဲ့နှရွက်ထွန်းဒီလကောင်မဲ့တာကောင်ရဲ့အမီအဲ့တရုန်နဲ့ပတ်သက်ပြီးဓမ္မတဆုံးဖြတ်ချက်ကတော့သုံးပုံတပုံထက်ပိုပြီးတော့ပြတ်နေသုံးပုံတပုံထိတော့ခွင်လွတ်ချက်ရှိတယ် သုံးပုံတစ်ပုံထက်ပိုပြီးတော့နရွက်တော်၎င်းအမီးတော်၎င်းပြက်နေပြီဆိုရင်တော့ကော်ဘာနီလုပ်ဖို့မပိုင်တော့အဲ့ဒီတားကောင်။နောက်ကော်ဘာနီလုံးမဲ့တားကောင်ကနရွက်လုံးဝမရှိဘူးဆိုရင်လည်းပဲကော်ဘာနီမပိုင်နံပါတ်3အနေနဲ့ကူရ်ဘာနီတားကောင်ရဲ့ဂျိုးကူရ်ဘာနီတားကောင်ရဲ့ဂျိုးကလုံးဝဂျိုးမရှိဘူးဆိုရင်လည်းပဲအဲ့ဒီတားကောင်ကကူရ်ဘာနီ လောလောပိုက်တခါဂျိုတော့ရှိနေတယ်ဂျိုရဲ့ဒီအပြင်ကအခွန်အပြင်ကအခွန်ကြီးကျွတ်သွားတယ်အထဲကအသွင်းသားကတော့ကျန်နေတယ်ဆိုရင်လည်းပဲကော်ဘာနီသားကောင်ကကော်ဘာနီလှုပ်ချင်းပိုက်နေအဲဂျိုရဲ့အဲ့ဒီအသွင်းသားတွေကသူကတဝက်တိတိဂျိုးသွားပြီဆိုရင်တော့ဂျိုးရဲ့အသွင်းသားအပြင်အခွန်ကိုပိုင်လဲပါမယ် အဲ့ဒီဂျိုးကတဝက်တိတိအဲ့လာဂျိုးနေပြီဓမ္မမို့ရင်တဝက်ထက် ပို့ပြီးတော့ဂျိုးနေပြီဆိုရင်တော့ကော်ဘာနီမပိုင်တော့နံပါတ်၄နေနဲ့အကယ်၍ကော်ဘာနီလုံးမဲ့တားကောင်ကအမဖြစ်နေတယ်ဆိုရင် အကယ်၍အဲ့ဒီတားကောင်ကနွားသူမဟုတ်ကျွဲဖြစ်နေတယ်ဆိုရင်၎င်းရဲ့နို့အောင်နှစ်ခုလုံးဟာ ၎င်းရဲ့နှုတ်အုံနှစ်ခုလုံး၆နေရင်ထိုသားကောင်အားကော်ရဘန်ဒီလောက်ချင်းမပိုင်ဘူးစိတ်ဆိုရင်တော့နှုတ်အုံတစ်ဖက်၆နေရင်အဲ၎င်းစိတ်ရဲ့ကော်ရဘန်ဒီလောက်ချင်းမပိုင်တော့နမငါအနေနဲ့ကော်ရဘန်ဒီလုံးမဲ့သားကောင်ဟာခြေလေးချောင်းရှိတဲ့အထက်ကသူက၆လောက်တစ်ဖက်၆လောက်တစ်ချောင်းကသူကမတန်မတန်မှုထို၆လောက်ကိုသူဟာလမ်းလျှောက်တဲ့ခါကျရင်လုံးဝအာမပြုတ်ဘူး လောကအဲ့ဒီချက်တော့ကိုမြေကြီးပေါ်မှာမထောက်ဘူးဒါတစ်ချက်အကဲရင်မြေကြီးပေါ်မှာထောက်တော်ညာလည်းပဲအဲ့ဒီချက်တော့ကိုသူကအာပြုတ်ပြီးတော့သူကမလျှောက်ဘူးဆိုရင်တော့အဲ့ဒီကော်ရဘာနီရဲ့တားကောင်ကကော်ရဘာနီလောက်ချင်းပိုင်မှာမဟုတ်ကဲအဲ့ဒီမတန်တဲ့ချက်တော့ကမြေကြီးပေါ်မှာလည်းထောက်တယ်အဲ့ဒီချက်တော့နဲ့လည်းသူဟာလမ်းလျှောက်တယ်ဆိုရင်တော့အဲ့ဒီတားကောင်ကော်ရဘာနီလောက်ခွင့်ရှိနံပါတ်6အနေနဲ့ကတော့သွားနဲ့ပတ်သက်ပြီးတော့ အကဲကူရ်ဘာနီပြုလို့မဲ့နွားဟာသူကနှစ်နှစ်တော့ပြည့်သွားသူကနွားဆိုရင်သူကနှစ်နှစ်ပြည့်ရမယ်နှစ်နှစ်တော့ပြည့်သွားပြီသူကသွားလုံးဝမပေါ့ဘူးဆိုရင်အဲ့ဒီနွားရဲ့ကူရ်ဘာနီလို့ရှင်ပိုက်အဲ့ဒါပေမဲ့အဲ့ဒါအရေးကြီးတာကတော့ဒီစကားကိုကိုအဲ့ဒီနွားကို မွေးထားတဲ့ပုဂ္ဂိုလ်ကတင်ပြရမယ်အဲ့ဒီပုဂ္ဂိုလ်ကလည်းမမှန်ကန်ကန်တင်ပြမယ်ဒီနွားဟာကျွန်တော်စီမှာမွေးထားတာနှစ်နှစ်ပြည့်ပြီ ဟိုမမကန်ကန်တင်ပြရဲဆိုရင်တွားလုံးဝမပေါက်ရင်လည်းပဲကော်ရဘန်နီလောက်ခွင့်ရှိအဲအဲ့ဒီကော်ရဘန်နီလုံးမဲ့တွားကနွားကတွားတွေတော့ရှိတယ်ဒါပေမဲ့အဲ့ဒီတွားတွေကကျိုးနေတွားတွေကကျိုးနေတယ်ဆိုရင် ကျိုးတဲ့နွားနဲ့ကြံရှိတဲ့နွားနဲ့ကြံရှိတဲ့တွားနဲ့ကျိုးတဲ့တွားရဲ့ကြံရှိတဲ့တွားရဲ့အဲ့မှာကြည့်လိုက်လို့ကျိုးတဲ့တွားကပိုများနေတယ်ဆိုရင်တော့ကော်ရဘန်နီလောက်ချင်မပိုင်ဘူး နံပါတ်9အနေနဲ့ကတော့ဈေးရှိတဲ့တားကောင်ကိုကုရ်ဘန်ဒီလောက်ခွင်လောက်ခွင်ရှိတယ်ပြုတ်ပိုင်တယ်အကယ်၍အဲ့ဒီမှာအလားကုရ်ဘန်ဒီတားကောင်ကိုဇဘာလောက်ပြီးတဲ့အခါမှာခလေးကအသက်ရှင်လျက်နဲ့ထွက်လာတယ်ဆိုရင်အဲ့ဒီခလေးကိုလည်းဇဘာလောက်လိုက်ရမယ်ဒါပေမဲ့အဲ့ဒီခလေးရဲ့အသားကိုတော့ဆဒကာလောက်လိုက်ရမယ်စားသုံးပိုင်ခွင်မရှိဘူးဖြစ်ပါကုရ်ဘန်ဒီတားကောင်ဝယ်လိုက်တယ်ကုရ်ဘန်ဒီတားကောင်ဝယ်လာထားပြီးတော့မှတားကောင်မှာ ချွင်ရင်ကျဲတစ်ခုတစ်ခုဖြစ်သွားတယ်။အဲဒီချွင်ရင်ကျဲကြောင်းနဲ့ကော်ဘာနီပြုလို့မပိုင်ဘူး။ဥပမာတားကောင်ရဲ့ခြေတော့ကျိုးသွားတယ်။နရွက်တစ်ဖက်ပြတ်သွားတယ်။ကျိုးကျိုးရတဲ့အရင်ကနေဆိုရင်တော့ကော်ဘာနီမပိုင်တော့ဘူး။အဲ့ဒီကုရဘာနီဝယ်ထားတဲ့ကုရဘာနီတောင်းဝန်ရှိတဲ့ပုဂ္ဂိုလ်ဟာနောက်ထပ်သားကောင်တစ်ကောင်ထပ်ဝယ်ရမယ် နမနှစ်မှာကတော့ကူရ်ဘာနီတားကောင်ကိုဇဘာလုံးနေရင်တားကောင်မှာချွေရင်ကျဖြစ်သွားဥမာနေနဲ့အလားတားကောင်ကယုံနာနဲ့ကန္နာနဲ့ခြေတော့ကျိုးရတာတို့ဂျိုးကျိုးရတာတို့အဲ့လိုဖြစ်သွားတယ်ဆိုရင်နော်ကူရ်ဘာနီပိုက်ဒါပေမဲ့လည်းဇဘာလုံးတဲ့အချိန်မှာဒါမျိုးတွေမဖြစ်အောင်နော်ဂယုဆိုင်တဲ့နံပါတ်3ချက်နေနဲ့ကတော့ ကော်ရဘန်ဒီတားကောင်ရဲ့အမွေးလေးတွေလှတဲ့ရိတ်လိုက်တဲ့ဥမာနေနဲ့တိုးတော့ဆိုတာအမွေးလှအမွေးရိတ်လိုက်တဲ့နောက်တားကောင်ကကော်ရဘန်ဒီတားကောင်ကအမဖြစ်နေတော့သူ့ဇာန်နေနှုတ်ညက်တဲ့ဒါတွေဟာမပြုတ်လို့တင်အကဲရဒီလိုလုံးမိသွားတဲ့အမွေးမြင်နေရိတ်မိသွားတဲ့အဲနောက်နှုတ်ညက်လိုက်တယ်ဆိုရင်တော့ အဲ့ဒီအမွေးမြင်တွေအဲ့ဒီနှုတ်တွေကိုစတကာလုံးလိုက်ရအောင်အဲ့ဒါကိုရောင်းမိသွားတယ်ဆိုရင်တော့အဲ့ဒီငွေကြေးကိုစတကာလုံးဖို့အတွက်ဝါဂျစ်တောင်းဝန်ဖြစ်တဲ့အရေးကြီးနံပါတ်၄အနေနဲ့ကတော့အခုဇီလ်ဟဂျ်လာရဲ့စံဦးစားလာ ရောက်တော့မယ်ဒါ28ရက်နေ့ညလာမြင်သွားတယ်ဆိုရင်29ရက်နေ့ကဇီလ်ဟတ်လာတရက်နေ့ဖြစ်မှာဆိုတော့ ကူရ်ဘာနီလောက်ဖို့အတွက်ယေဇူးသားရဲ့ပုံစံပုံကောနဲ့ပတ်သက်ပြီးတော့တင်ပြချင်တာကဇီလ်ဟရှ်လာတရက်ကနေစပြီးတော့မိမိရဲ့တားကောင်ကိုဇဘာလုတ်ပြီးတဲ့အချိန်ထိကူရ်ဘာနီတောင်းဝန်ရှိတဲ့ပုံကောဟာမိမိရဲ့ခန္ဓာကိုယ်မှာရှိတဲ့အမွေးအမြင်တွေကိုရိတ်ချင်းခြေတက်လက်တဲ့ညက်ချင်းဒါတွေကိုမပြုတ်လုတ်ချင်းဟာမုစတာဟာဖြစ်အဲဒါပေမဲ့လည်းအလားဂျိုင်းမွေးတို့ချက်အောက်မွေးတို့ အဲ့ဒါခြေသက်လက်သေးတို့ထားရလိုက်တာရက်40ကတ်နေပြီဆိုတော့ဒီ10ရက်အတွင်းမှာဒါကိုမညက်ဘူးမရိပ်ဘူးဆိုရင်ရက်40ကျော်သွားနိုင်တယ်ဆိုရင်တော့ရိတ်သိမ်းတာကိုပဲပြုလုပ်လိုက်ရမှာဖြစ်ပါတယ်။ဘာနီပြုလုပ်တဲ့သူကကဲရီသူဟာမြို့ပေါ်မှာ နေထိုင်တဲ့လူဖြစ်တဲ့ဓမ္မမောဟင်ရွာဆွေလဲရွာကြီးမှာနေထိုင်တဲ့လူဖြစ်တဲ့ တဘောကအဲ့ဒီနေရာဒီမှာ eat နမာဆိုပြု ပလီဝတ်ကျောင်းတော်မှာလောကောင်းဤတကာမှာတော်လောကောင်း eat နမာဆိုပြုတယ်ဆိုရင်အဲ့ဒီလိုနေရာမျိုးမှာနေထိုင်တဲ့ကူရ်ဘာနီတောင်းဝန်ရှိသူဟာသူ eat နမာစပြီးမှပဲကူရ်ဘာနီလောက်ခွင့်ရှိတယ် عید نماز مٹائیں گے تو یہ قربانی تا گاؤں گو زبا لو لائیں قربانی اٹھا میاؤں ماں مہو بو نو چھا تا گاؤں نگاؤں قربانی تو زبا لو گا اکیوے تو یا ماں نٹھانے لو سو یہ دو دبو گا اری نیاری ماں عید نماز مشیو عید نماز پا بو تو ہے تو ہاں တခြားဣဒ္ဓမတ်ဖတ်တဲ့နေရာကိုတွားရမယ်တောရွာမှာဣဒ္ဓမတ်မရှိတဲ့ နေရာမှာနေထိုင်တဲ့လူကတော့မိမိရဲ့ကူရ်ဘာနီတားကောင်ကိုဖဂျရ်နမတ်စ်မတိုင်ခင်ကူရ်ဘာနီလှုပ်လိုက်ရင်လေကူရ်ဘာနီအထမြောက်အကယ်၍မြို့မှာနေထိုင်တဲ့လူကအစ်နမတ်စ်ဝပြုတဲ့အဲ့လိုနေရာရက်ွက်မှာနေထိုင်တဲ့လူကမိမိရဲ့ကူရ်ဘာနီတားကောင်ကိုအဲ့ဒီကူရ်ဘာနီအစ်နမတ်စ်မရှိတဲ့အဲ့ဒီတောကိုပို့ထားလိုက် တောကိုပို့ထားလိုက်တယ်ဆိုရင်အဲဒီသူ့ရဲ့တားကောင်ကိုအဲဒီတောမှာဖဂျေနမတ်မတိုင်ခင်မှာကော်ရဘာနီလှုပ်လိုက်တယ်ဆိုရင်ဇဘာလှုပ်လိုက်တယ်ဆိုရင်ဒီမြို့မှာနေတဲ့ကော်ရဘာနီတောင်ရှိတဲ့ပုဂ္ဂိုလ်ရဲ့ကော်ရဘာနီတောင်ကြီးဝနောက်မှအဲဒီတောကနေသူ့ရဲ့အတာကိုမြို့ကိုတည်ခဲ့လိုက်တယ်ဆိုရင်လည်းအဲဒီလိုလှုပ်ပိုင်ခွင့်ရှိဒုတိယမဆလာကတော့ကော်ရဘာနီတားကောင်ကိုအခုဇဘာလှုပ်တဲ့အခါကျရင် ဇဘာလောက်တဲ့ပုဂ္ဂိုလ်ကကော်ဘာနီတားကောင်ရဲ့ပိုင်ရှင်ပဲဖြစ်ဖြစ်တမောမဟုတ်လို့ရှင်တခြားသူတူတယောက်ကိုကော်ဘာနီတားကောင်ကိုဇဘာလောက်ခိုင်းတာပဲဖြစ်ဖြစ်သူကဘစ္စမီလာဆိုပြီးတော့မှသူကဇဘာလောက်လိုက်သူဇဘာလောက်တဲ့ချိန်မှာတားကောင်ကမပြတ်လို့ပဲဖြစ်ဖြစ်ဟုတ်လားသူတယောက်ထဲနဲ့အစင်မပြေလို့ပဲဖြစ်ဖြစ်နောက်တယောက်ကအဝင်ကူပြီးတော့မှဓာတ်ကိုဝင်ကင်နေဆိုရင် အခုဓာကင်တဲ့လူ၂ယောက်ဖြစ်သွားပြီဆိုရင်နောက်ဓာဝေကင်တဲ့လူကလည်းဘစ္စမီလာဖတ်ဖို့အရေးကြီးအကယ်၍နောက်ဓာကင်တဲ့လူကသူကတော့ဓာဝေကင်တဲ့၂ယောက်ဓာကင်တာတဲ့သူကဘစ္စမီလာမဖတ်ဘူးဆိုရင်တော့အဲ့ဒီတာကောင်ဟလာလ်မဟုတ်တော့အဲ့ဒီတာကောင်ဟာရမ်ဖြစ်သွားမယ်အဲ့ဒါသူရဲ့ကော်ရဘန်ဒီလည်းတာဝန်မကျေတော့အကယ်၍ဟလာတာကောင်ကိုစပါလုံးနေတဲ့လူတစ်ယောက်ကတာကောင်ကိုစပါလုံးရင်းနဲ့သူရဲ့ဓာကတုံးနေတယ် ဓာတ်သုံးနေလေသူကတော့ဘစ်စမီလာဆိုပြီးတော့စပါလုံးလိုက်တာပဲအော်ဓာတ်သုံးနေတော့ဓာတ်ပြောင်းလိုက်ဓာတ်ပြောင်းလိုက်တယ်ဒါပေမဲ့စပါလုံးတဲ့လူကတော့ဒီလူပဲဆိုရင်တော့ဘစ်စမီလာချက်ပြီးဖတ်เสียမလို့တော့ဘူးဘစ်စမီလာမဖတ်ဘူးဆိုရင်လည်းပဲသူ့ရဲ့စပါပိုင်သွားမှာဖြစ်တတိယမဆလာအနေနဲ့ကတော့အိမ်တိမ်မှာတခါတလေကြားလို့ရှိရင်ကူရ်ဘာနီတောင်းဝန်ရှိတဲ့လူက တိုးထက်ပိုနေဥပမာအနေနဲ့ခင်မွန်းတဲ့မှာကော်ဘာနီတာဝန်ရှိသလိုဇနီးတဲ့မှာလည်းတာဝန်ရှိအဲ့ဒီအပြင်ကိုအဲ့ဒီဇနီးမောင်နှံရဲ့မိဘတွေအဲ့ဒီအိမ်မှာရှိနေတယ်ဆိုရင်သူတို့လည်းတာဝန်ရှိနေမယ်တခါသူတို့ရဲ့သားသမီးတွေကအရွယ်ရောက်ကုန်ပြီးအလားသားသမီးတွေမှာကိုယ်ပိုင် လုပ်ငန်းနေနေဆိုရင်သားသမီးတွေလည်းတာဝန်ရှိနေမယ်ဆိုရင် အိမ်တိမ်ထဲမှာသူကဆွာဟီဘီနိဆာကူရဘာနီဝါဂျစ်တောင်းဝန်ထိုက်တဲ့လူတွေအများကြီးရှိတယ်ဆိုရင်နှစ်ဦးရှိရင်နှစ်ဦးကသူ့ရဲ့ဝါဂျစ်တောင်းဝန်ကိုထမ်းဆောင်ရမယ်လေးဦးရှိရင်လေးဦးကဝါဂျစ်တောင်းဝန်ကိုထမ်းဆောင်ရမယ်ဥပမာအနေနဲ့ဟလာတဦးကြီးစီတဦးကြီးစီအတွက်ဆိုရင်ဆိတ်ဆိုရင်တကောင်ကူရဘာနီလောက်ရမယ်နွားဆိုရင်ခုနှစ်ပုံမှာတပုံကူရဘာနီလောက်ရဆိုတော့လူတယောက်ရဲ့အိမ်မှာကူရဘာနီတောင်းဝန်ရှိတဲ့ ပုဂ္ဂိုလ်၄ဦးရှိတယ်ဆိုကြပါစို့သူကနွားတကောင်ဝယ်လိုက်ကြတယ်နွားတကောင်ဝယ်လိုက်တယ်ဆိုရင်အဲ့ဒီနွားမှာအစုပုံအနေနဲ့ခုနှစ်ပုံပါဝင်လို့ရတယ်ပါဝင်လို့ရတယ်ဆိုရင်အခုကော်ဘာနီတောင်းဝရှိတဲ့ပုဂ္ဂိုလ်က၄ဦးရှိတဲ့ပုံမှာကော်ဘာနီအပုံခုနှစ်ပုံတည်းက၄ပုံကတော့ဝါဂျစ်တောင်းဝအတွက်ဖြစ်သွားမယ်ကဲကျန်တဲ့၃ပုံကျန်တဲ့အဲ့ဒီကျန်တဲ့၃ပုံကိုဥပမာအနေနဲ့အိမ်တော်ဦးစီးကဒါအဲ့ဒီ၃ပုံကိုသူကပတ်စံအကုန်ကြခံထားတယ် ဆိုအဲ့ဒီသုံးပုံကနဖီလ်ကူရ်ဘာနီဖြစ်တဲ့နီယက်လောက်ဆိုကြပါဆိုအဲသူရဲ့မိမိရဲ့ကွယ်လွန်သွားပြီးဖြစ်တဲ့အလာမိဘမောင်နှမဆွေမျိုးသားချင်းအားလုံးတွေ့အဲ့ဒီတပုံကိုသူကအလာအဲ့ဒီတပုံထဲမှာအားလုံးအတွေ့သူဟာဆဝါတွေ့ရည်စူးတယ်ဆိုရင်နဖီလ်ကူရ်ဘာနီမှာကတော့သူဟာ၁၀ယောက်ပဲရည်စူးရည်စူးအယောက်တရာပဲရည်စူးရည်စူးအဲ့ဒီတပုံထဲမှာရည်စူးခွင့်ရှိတယ် အဲ့ဒီလူ10ယောက်စီကိုအဲ့ဒီအယောက်100စီကိုဆော်အပ်ပြောက်သွားမှာဖြစ်တယ်။တခုနပြောတဲ့ဝါဂျစ်ကုရ်မာနီ၄ယောက်ဝါဂျစ်ကုရ်မာနီတောင်းဝန်ရှိတယ်သူတို့ကတော့တပုံတပုံပါရမယ်ဆိုတော့အဲ့ဒီတပုံထဲမှာဘ누구ကမှဆက်တူထည့်လို့မရဘူး။ဝါဂျစ်ကုရ်မာနီမှာကတော့ဘ누구ကမှဆက်တူထည့်လို့မရဘူး။နဖလ်ကုရ်မာနီမှာအလုံးကိုထည့်လို့ရတယ်။တမန်တော်မြတ်ဆလလာဟူအလัยဝဆလမ်ကအွမ်မတ်တာတရက်လုံးအတွက်ကုရ်မာနီတကောက်။ဟမ် ဒွန်ဘာရကောင်ကူရ်ဘာနီလုတ်ခဲ့တဲ့ဒါအွမ်မတ်သားတရားလုံးတဲ့ဒါနဖီလ်ကူရ်ဘာနီလုတ်ခေါ်တဲ့အဲ့ဒီထဲမှာကြိုက်တလောက်လူအရေးအတွက်ကိုတည်သွင်းလို့ရတယ်။ဝါဂျစ်ကူရ်ဘာနီကတော့အစုပုံတစ်ပုံမှာတယောက်ပဲထည့်လို့ရမယ်။စိတ်ဆိုရင်လည်းတကောင်ဆိုရင်တယောက်ပဲရ။ဒါကိုသတိထားဖို့အရေးကြီး။အဲ့တော့မိမိရဲ့အိမ်မှာရှိနေတဲ့အလားသားသမီးတွေထဲကလည်းပဲအရွယ်ရောက်တဲ့သားသမီးတွေကတော့သူတို့ဟာဆွာဟေဘေနစ္စာဖြစ်တယ်ဆိုရင်သူတို့စီမှာကော်ရ်ဘာနီလုပ်ဖို့ဝါဂျစ်တောင်းဖို့ဖြစ်တဲ့ သူတို့ကိုယ်တိုင်အဲ့ဒီတာဝန်ကိုခြားပြီးဖြစ်စေတဘောမဟုတ်ရင်ဖခင်ကသူတို့ရဲ့ဘက်ကနေသူတို့ရဲ့ခွင့်ပြုချက်နဲ့ဖခင်ကတာဝန်ချပြီးဖြစ်စေတာဝန်ကြည်သွား။ကဲမိမိရဲ့အိမ်မှာရှိနေတဲ့တာသမီတွေတက်ကအရွယ်မရောက်သေးတဲ့ကလေးနာပါလိကလေးကသူမှလည်းကော်ဘာနီတာဝန်ရှိနေတဲ့သူဟာဆွာဟီဘီနစ်ဆာဖြစ်တယ်ဆိုရင်ဒါပေဖြစ်တယ်ဆိုရင်လည်းပဲသူ့ရဲ့ပုံမှာကော်ဘာနီတာဝန်ရှိမှာမဟုတ်ဘူးသူကော်ဘာနီသူ့ပုံမှာဝါဂျစ်ဖြစ်မှာမဟုတ်ဘူး။ သူ့မှာကတော့သူကချမ်းသာတယ်သူကအနာဘလစ်ကလေးတော့ဖြစ်တယ်ချမ်းသာတယ်အဟိုဆွာဟီဘီနီဆာဘလိုပဲပမာဏသူစီမှာရှိတယ်ဒါပေမဲ့သူ့ပုံမှာကော်ရဘာနီတောင်းဝါဂျစ်မဖြစ်ဘူးမိဘကလည်းပဲအဲ့ဒီကလေးအတွက်ကော်ရဘာနီလုပ်ပေးเสียအရေးမကြီး